Halo, Bengkelawa. Di sini dikenal ini kau tinggal. Shui Liga. Tapi nanti yang kau nih, Shui Liga. Shui Liga itu no baru kau kenal ya. Shui Liga itu no biar di dibuatnya menjaga. Jadi lo, yang kau sudah lakukan. ဘေရတ်ရှိပါကနေခါလာကြီးကိုသွားတဲ့အခါမှာခကြီးကဝေးတော့လာပါတညာဤကြောက်တုံးကိုကောင်းပြီးတော့အိမ်ထဲအိမ်ထဲပြည်တယ်ဟောကောင်းတယ်နေပြီးတော့ဒီမြေကြီးတစ်ချီနေကတစ်ချောင်းကြားလာတယ်နေကပြန်လာမှဆိုကောင်းတယ်တမန်ကြီးကပြန်လိုက်ရှင်းလိုက်တယ် Suruhnya lepas dia dia kuyang nota di bawah. Biro macam kiri caca mochi lagi. Aka, oh dia cila, dia tiup kuyang. Oh biro, eh biro. ไม่อยากกินที่กูทัวร์กูสุดเลยไอ้นี่ชื่อที่กาแกนี่เตี้ยไอ้เราปัตตา တစ်ချက်ပေါ့ပထမဆုံးတစ်ချက်ကိုကျွန်တော်တို့နေလိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့အသက်တာနဲ့ဘုရားသခင်နဲ့ဆက်ပြေးတဲ့အနေထားကိုပြရတော့ကျန်တဲ့တစ်ချက်ကျန်တာဇမရာဆိုရင်ပထမဆုံးခန်းကြီး25အခန်းငယ်30မှာ7နာပါတာကလည်းဒါဝိဒ်ကအဘယ်သူကြီး ကျေးဇူးတော်ပါပဲသူကြီးယခုကာလ၌သခင်ကိုပုံကံတော်ဆုံးရပါတကားငါဒီငါ့ကိုမွေးကိုညက်တော်သူတို့ကိုညက်တော်သူတို့ကိုပြင်ဆင်တော်ငါမောင်းငါရေငါမေတ္တာကိုယူ၍ဟာမတိတော်သူတို့အားပြရမည်တော်ဟုဒါဝိဟိမိနေတို့အားပြောဆိုပြီးဒါဝိဟာမင်းသားရဲ့ဖြစ်တဲ့ပြည်ငါတော်ပါနေပြည်ရဲ့ပြည်ကြီးမိက ဖြစ်ခဲ့ပြီလို့တော့ပြောမရဘူး။သို့တော်လည်းအကြောင်းအရာတစ်ခုရောက်တော်တယ်နဲ့ပြန်ရောက်ပြီးတော့တော်ပုံကြီးဖြစ်သွားတယ်။ဟုတ်ပြီနော်။ကျွန်တော်တို့ဘဝတွေကပြောလို့မရဘူး။အဲ့ဒီတော့တော်တဲ့မှာနေတဲ့အခါမှာသူရဲပေါ်ရှိတယ်။အဲ့ဒီမှာရှိတဲ့သူတိတိယောက်ကိုပြောပြခိုင်းတယ်။တတိယကျွန်တော်တို့ မင်းသားကပြောတိုင်းတယ်သူရဲ့တပည့်သားသမီးတွေတွေ့ရခါလို့ရဲ့ကူညီပါအောင်ဗျာနောက်ပြီးတော့ဒီမှာကျွန်တော်တို့ရှိတဲ့အခါမှာခမရဲ့ဆိုးတွေနွားတွေစိတ်တွေဘယ်သူမှအနေမပြုဘူးကျွန်တော်တို့ကောက်ကဲပေးတယ်အဲ့လိုပြောလိုက်တော့တတိကဘာပြောလဲဟာဒါဝိကဘယ်သူလဲဒီလူကတော့ပေါ့ပေါ့ပဲ ấy rồi đi luôn tôi gặp cho nó cho nó nhớ tôi nó đi nó phi nó mà cho nó nhé anh lúc mà đi cái cái mùa xa xa đi cho nó đi lát mà cái cho nó lúc đó để học gì mà biết này đi qua nó mà biết này ấy đó khi nhà mà nắm này là mà cả ngà cả alo nghe qua anh nhắn thì ngồi lâu mà biết này လောကကြီးမှာကိုလောကမှာကိုစားရတာဘုရားရှင်ကြွက်ကမပေးနိုင်ဘူးဆိုတဲ့ဒီကားပေါ့အတမတ်တစ်ချက်မြင်လိုက်ပထမတစ်ချက်မြင်လိုက်ပြီနောက်ဒုတိယတစ်ချက်မြင်လိုက်ပြီမယ်ဒုတိယတစ်ချက်မြင်လိုက်တဲ့အခါမှာအသက်ရွယ်ရရနေသိကြတာပြီလေပထမတစ်ချက်တော့ကတော့အသက်အဆိတ်ောက်ရှိမှာပေါ့ဒုတိယတစ်ချက်ကတော့အသက်90လောက်ဖြစ်လာတဲ့အခါမှာကျောင်းလာတစ်ချက်90လောက်ရအောင် ကျမရဲ့ဇောပထမဆောင်ခန်းကြီး25ခန်းငယ်27တူရတွင်လူများတို့သည်ဒီလကာလာမျိုး၌သူတို့၏ဘုရားသခင်ထာဝရဘုရားအားပြုပူဇော်လိုသောမှာလူယူသောကိုနွားရှင်းရှင်းပြစီအပ်သောအရာအကောင်းဆုံးတို့ကိုသိယူကြပါပြီဟုပြောဆိုကြ၏ဒီအရကတော့ရှင်ရည်တယောက်ရှင်ရည်တယောက်ကဘုရားသခင်ကသူ့ကိုရှင်လိန်ပေးတယ်ပြိမ့်ပေးတယ် ဘုရားသခင်ရဲ့လူအဖြစ်ပေါ့အဲ့ဒီတော့သူကတိုက်ပွဲမှာရရှိတဲ့သိုးတွေစိတ်တွေနွားတွေဟဲ့ဘုရားသခင်လည်းလူမယ်ပြေငါလည်းလူမယ်ဆိုပြီးတော့ဆယောက်တဝက်သူလည်းသဘောနဲ့သူကဆုံးဖြတ်ပြစ်ချာဟုတ်ပြီလားအဲ့ဒါကျွန်တော်ရဲ့အသက်တာပါဒုတိယနေ့ကနေလာပြီ ဆိုတာတက်ကလေးကလည်း90လောက်ဖြစ်လာပြီဆိုတော့ဘုရားသခင်အတွက်ဒါတဝက်ပေးမယ်။ဇာနာလည်းငါအတွက်ပေါ့ကွာ။အဲ့ဒါလို့ဖြစ်လာ။ဟုတ်ပြီနော်။ကဲတတိယနေကားဖြစ်နေမယ်ရွှေလေကဒီတကားတော့တက်ရွယ်လည်းရပါပြီ။90လည်းကျော်လာပြီ။ကျမ်းစာတစ်ချက်ဖတ်ပြ။ဇမရဆိုတတိယဇာခန်းကြီးခွန်ခန်းငယ်51 ထို့သောရှောလမုံမင်းကြီးသည်ထာရဘုရား၏အိမ်တော်ကိုပြုလုပ်စီရင်သည်။အလုံးစုံတို့ကိုလက်ဆက်သက်ပြီးမှခမည်းတော်ဒါဝိဒ်လူတော်ဆွေငွေတစားများကိုဆောင်ထည့်၍ထာရဘုရား၏အိမ်တော်ဘာနာစုထဲမှဆွေးထားလေ၏။အဲ့ဒါကရှောလမုံမင်းကြီးကမိမတော်ဆောင်တဲ့အခါမှာသူကြီးပဲမဟုတ်ဘူးတဲ့။သူ့အဖေကရှာဖွေရှုဆောင်ထားတဲ့ရွှေငွေကြီးကြီး ကြီးဝါစသဖြင့်စေတနာတွေကိုသူပြန်ပြီးတော့အသုံးပြုရတယ်။ဘာဖြစ်လဲဆိုတော့ဒါဝိကသူ့ရဲ့အသက်တာမှာငါကနည်းနည်းယူတယ်။ငါရဲ့တိုင်းပြည်နဲ့ငါရဲ့နိုင်ငံအတွက်အသုံး။ဒါပေမဲ့ဘုရားတိကိုများများပြင်းတယ်။ဘုရားတိရဲ့ဗိမာန်တော်ကိုဆောင်းတယ်ဆိုပြီးတော့သူကသူ့ပုံထားတဲ့အရာရှိတယ်။ ဘုရားတစ်ခါများများကျွန်တော်တို့ကနည်းနည်းဆိုပြီးတော့ဟောပြတယ်။ဟောနေတော့နောက်တဏီကသစိတ်တဲ့အောင်မယ်။သတုတ္တဏီကဒါတော့ဘုရားတစ်ခါဒီကိုရောက်ဖို့ပဲရှိတော့တယ်။ပဲရည်ရည်လက်ကြီးကိုပြီးကျမ်းလာတဲ့ပြပါဗျာရှင်မတက်ကွန်ရဲ့ခန်းကြီး26ခန်းငယ်69မှာ90ပေဒလူဒီပြင်မာအိပြင်မာအိဟူလိုက်ထိုင်နေစဉ်အစီအပါမိမတယောက်ဒီ သူရှိရာသို့လာ၍တင်ဒီလဲဂါလိလဲလူယေရှုနှင့်ပေါင်းဖောက်သောသူဖြစ်သည်ဟုဆိုလင်ပေတရုကသင်ပြောသောအရာကိုမှမသိဘူးသူပေါင်းလို့ရှိ၌ရေခုန်လေ၏ပေတရုကငယ်ရွယ်သည်ခါတော့ကတော့ဖျားသည်ကိုညင်းတယ်ဒါပေမဲ့နောက်ပိုင်းနောက်ပိုင်းမှာယောမမြို့ကြီးကြီးတော်ကညီတော်ဘုရင်ကပြောတယ်ဟာဒါသိရတယ်လွတ်တာပဲ ်ခရိယာတွေကိုလိုက်ပြီးတော့ဟောတာပေတရုပဲဒီကောင်ကဘာသူ့ကိုတတ်မယ်လို့ပြောတဲ့အခါမှာပေတရုကအသိခံပြေးပါတယ်နောက်ပြီးတော့ဗာပြောလဲဆိုကျွန်တော်ဟာဘုရားသခင်နဲ့မတိုက်တာပါဘူးဘုရားသခင်ကရိုးရိုးလက်ဝါးကတိုင်ပါအသိခံပြေးမယ်ကျွန်တော်ကဘာဘုရားတင်လိုက်တော့ကျွန်တော်ဘာမှမဟုတ်ဘူးကျွန်တော်ဘာမှမရှိဘူးကျွန်တော်ဒုက္ခကံကြတာဘာမှမရှိဘူးတဲ့ ရားပြည့်အတွက်အာလုံးပဲဆိုပြီးတော့သဒ္ဒထနေကားကိုနေပြီးတော့ဘုရားပြည့်ပြီးတော့ကျေပါတယ်အာလုံးဘုရားပြည့်ကောင်းကြီးပေးပါစေ